င်္ဂလာပါရှင်။နိုဝင်ဘာလ12ရက်နေ့အတွက်မြို့တော်ရဲ့နေ့လည်ခင်းသတင်းအစီအစဉ်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကျမတော့အင်ချူမီပါ။ဒီကနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့ဗမော်တိုက်ပွဲမှာပို့စတင်အောင်ဝဲခံတဲ့ကြံဖို့ထောက်ခံသူရဲ့သားပို့စတင်ပြီးမကြာမီမှာပဲတည်ဆုံတဲ့သတင်းအပါအဝင်စိတ်ဝင်စားစရာသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်။ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ကန်တလူတိုးဂိတ်အနီးလုံချုံရဲယူဖို့ရောက်လာတဲ့စစ်တပ်တပ်ဖွဲ့ဝင်တွေတိုက်ခိုက်ခံရပြီးထိခိုက်ဒေဆုံးမှုရှိတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ စကိုင်းတိုင်းမန္တလေးမုံရွာကလန်းမော်ကကန်တလူတိုးကိတ်အနီးလုံခြုံရေးလာယူတဲ့စစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေကိုဝင်ရောက်တိုက်ခိုက်ခဲ့ရာအများပြားသေဆုံးခဲ့တယ်လို့လင်းယုံညီနောင်ပျောက်ကြားတပ်ဖွဲ့ကမနေ့ကသတင်းထုတ်ပြန်ထားပါဗျ။စကိုင်းမြို့တပ်မ33မှာမုံရွာနမခကိုသွားမဲ့တံပြားကာကာခုနှစ်စီးကိုကန်တလူတိုးကိတ်အနီးကုန်းရွာကျေးရွာထဲရေမြောင်းပောင်ပေါ်နဲ့ဘေးပတ်လယ်မှာလုံခြုံရေးယူဖို့ရောက်ရှိနေတဲ့အင်အား20ကျော်ပါစစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေကို ဩဂုတ်လ23ရက်နေ့ကဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါဗျ။အဆိုပါတိုက်ခိုက်မှုအတွင်စစ်ကောင်မရှင်တပ်ဖွဲ့ဝင်10ဦးမျက်မြင်သေဆုံးခဲ့ပြီးအများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ကာတော်လန်ရဲဘော်များအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါဗျ။တည်ဆုံးထားတဲ့စစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေထံမှလက်နက်များကောက်ယူရန်စူးစမ်းခဲ့ပြီးမယ်။ကန်တလူတိုးကိမ်းမှစစ်သားများစစ်ကူရောက်ရှိလာတာကြောင့်တော်လန်ရဲဘော်များထိခိုက်ဒဏ်ရာရရှိမှာဆိုတဲ့အတွက် ကောက်ယူနိုင်ခြင်းမရှိခဲ့ပဲပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့သိရပါဗျ။လင်းယုံညီနောင်ပျောက်ကြားတပ်ဖွဲ့ကတော်လန်ရဲဘော်များပြန်လည်ဆုတ်ခွာခြင်းစစ်ကောင်မရှင်တပ်ကလက်နက်ကြီးလက်နက်ငယ်တွေနဲ့ရန်တမ်းပစ်ခတ်မှုတွေပြုလုပ်ခါ၊ကုန်းရကျေးရွာရှိ ပြည်သူပိုင်နေနှလုံးကိုလည်းမီးရှို့ဖျက်ဆီးခဲ့ကြသေးတယ်လို့သိရှိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ဗမော်တိုက်ပွဲမှာပို့စတင်မီအောင်ပွဲခံတဲ့ကြံဖို့ထောက်ခံသူရဲ့တာပို့စတင်မီမကြမီမှာပဲတေဆုံးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ ကချင်ပြည်နယ်ဗမော်တိုက်ပွဲတနေရာမှာအောင်ပွဲခံနေတဲ့တားဖြစ်သူရဲ့ဓာတ်ပုံနဲ့တကွာတိုက်ပွဲမှာအောင်နိုင်နေကြောင်းလူမှုကွန်ရက်မှာဂုံယူပြီးဖော်ပြတယ်။ပြည်တော်စုကြန့်ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီအမာခံတအူးဖြစ်တဲ့လိုင်ယွန်မန်အကောင့်ပိုင်ရှင်ရဲ့တားဟာပို့စတင်ပြီးနိုင်ပိုင်းအကြာမှာဗမော်တိုက်ပွဲမှာပဲတည်ဆုံးခဲ့ပါတယ်။အဆိုပါအောင်ပွဲခံနေတဲ့ပို့စတင်ပြီး24နာရီမပြည့်ခင်မှာပဲတိုက်ပွဲမှာတည်ဆုံးသွားတဲ့အကြောင်းနောက်ထပ်ပို့စတင်ပြီးထပ်မံရေးသားဖော်ပြခဲ့တာဖြစ်ပါတယ်။ အဆိုပါလိုင်းယုံမန်အကောင့်ပိုင်ရှင်ဟာကြန့်ခိုင်ရေးပါတီရဲ့အမာခံတဦးဖြစ်ပြီးနွေမာလာကိုရဲ့နေ့မှာစစ်သားဖြစ်တဲ့သူ့ရဲ့သားပုံကိုတင်ကအဲ့ဒါငါသားကွာငါသားဖနက်အောက်က KIA အရာရှိဓာတ်ပေါ်ကြီးလို့ရေးသားခဲ့တဲ့အပြင်ဗမော်မှာသားတို့တက်မတော်ရှိနေသမျှ KIA အယုတ်ရေးယူရမယ်တဲ့ဆိုပြီးသူ့သားပြောခဲ့တဲ့စကားကိုပါထပ်မံရေးသား post တင်ခဲ့တာပါဒါပေမဲ့အဲ့ဒီလို post တင်ရေးသားပြီးမကြမီနွေမာလာဆယ်ရက်နေ့မှာပဲ ပမောတိုက်ပွဲမှာသေဆုံးသွားကြောင်းရေးသားခဲ့ပြီးငါသားကြီးရဲ့အဖေကုံယူပါတယ်အဖေမငိုပါဘူးညက်ရီကသူ့အလိုလိုကြလာတာလို့ရေးသားခဲ့တာပါနွေမာလာ၁၀ရက်နေ့မနက်၈နာရီမှာတားဖြစ်သူသေဆုံးကြောင်းလိုင်းယုံမန်းကရေးသားဖော်ပြခဲ့ကရန်သူစခန်းတက်သိရင်သေဆုံးတာလို့လိန်ညာရေးသားဖော်ပြထားတာကိုတွေ့ရပါတယ်ဒီရက်ပိုင်းပမောတိုက်ပွဲမှာ KIA တက်စခန်းအသိမ်းခံရတာမရှိပဲခလာရ၄၀ခွန်တက်ရင်ဘက်မှာတိုက်ပွဲတွေရှိနေကြောင်းနဲ့ အခုဖြစ်စဉ်မှာသေဆုံးတဲ့သူဟာနွေမာလာကိုရနေက KIA ရဲ့ drone ပုံချခံရပြီးတိုက်ပွဲမှာသေဆုံးတဲ့အရာရှိဖြစ်နိုင်တယ်လို့ကချင်စစ်ရေးသတင်းရင်းမြစ်ကပြောဆိုထားကြောင်းသိရှိရပါတယ်ရှင်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ခင်ဦးမြို့နယ်မှာစစ်ကော်မရှင်တပ်ကစစ်ကြောင်းနှစ်ကြောင်းခွဲကစစ်ကြောင်းထိုးနေလို့ပြည်သူ9000ကျော်စစ်ဆောင်နေရတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။စကိုင်းတိုင်းရွှေဘိုခရိုင်ခင်ဦးမြို့နယ်အနောက်မြောက်ချမ်းကကျေးရွာတွေကို စစ်ကောင်မရှင်တက်ကစစ်ကြောင်း၂ကြောင်းခွဲကစစ်ကြောင်းထိုးလာတာကြောင့်ဒေသခံပြည်သူ9000ကျော်ဟာနေအိမ်တွေကိုဆွန့်ခွာပြီးထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့သိရပါတယ်။နိုဝင်ဘာလ17ရက်မနေ့ကမနက်ပိုင်းနဲ့နေ့လယ်ပိုင်းတို့မှာကမ်ဘလူနယ်ဘက်ကချေလင်းစစ်ကြောင်း100ကျော်နဲ့ရေဦးမြို့မှာမူးမြစ်ကိုကူးပြီးတက်လာတဲ့အင်အား80ခန်းမှာစစ်ကောင်မရှင်စစ်ကြောင်း2ကျောင်းဟာခင်ဦးမြို့နယ်အနောက်မြောက်ချမ်းကျေးရွာတွေကိုတပြိုင်တည်းစစ်ကြောင်းထိုးလာတာလို့သိရပါတယ်။ ကမ်းဘလူဘက်ကတက်လာတဲ့အင်အားတရာကျော်ပါရှေးရင်စစ်ကြောင်းဟာရှားရောရွာနဲ့ငယုံကြီးရွာနှစ်ရွာမှာအဖွဲ့ခွဲအခြေပြုလျက်ရှိပြီးရေဦးမျိုးကတက်လာတဲ့အင်အား80ခန့်ပါစစ်ကြောင်းဟာတရက်ပင်စုကြေးရွာကတဆင့်ငင်းကြတာဝိထီရွာဘက်ကိုထွက်ခွာဖို့ပြင်ဆင်နေတယ်လို့သိရပါဗျ။ခုလိုစစ်ကောင်မရှင်တက်ကစစ်ကြောင်းထိုးနေတာကြောင့်ငယုံကြီး၊ရှားရော၊ကြောက်တိုင်း၊ကြည်စု၊မုံလာ၊တာဝိထီငင်းကြတရက်တော် ကင်းပြည့်မကြီးအောင်ရာတော် မြင်းတောင်တရက်ပင်စုနဲ့တတပရောင်စတဲ့ကျေးရွာတွေကဒေသခံပြည်သူတွေဟာထွက်ပြေးတိမ်းရှောင်နေကြရတာပါအဲဒါကြောင့်ခင်ဦးကံဘလူရေဦးအဆက်တလျှောက်မှာရှိတဲ့မိဘပြည်သူတွေအနေဖြင့်မြေပြင်စစ်ကြောင်းသားမကဝေဟင်အနေရကိုပါအထူးသတိပြုကြဖို့ဒေသခံဒေါ်လိုင်းတပ်ဖွဲ့တွေကလည်းတိုက်တွန်းထားတယ်လို့စုံစမ်းသိရှိရပါတယ်ရှင်။မြို့တော်ရဲ့နေ့လည်ခင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ ပြည်သူများအလုံးကိုစိတ်နှဖျားကျမ်းမာချမ်းသာကြပြီးဆေးရနာရှင်စနစ်ဆိုးလောက်ကနေအများဆုံးလွတ်မြောက်ပါစေကြောင်းနဲ့တဘာဝဘေးရန်တွေအတွေ့အကြုံလည်းကင်းဝေးကြပါစေကြောင်းမြို့တော်ဖွဲ့သားများကစုမုံကောင်းတောင်းလိုက်ရပါတယ်ရှင်